အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ကျန်းစုမြို့နယ်ဝရရပိန်းတော်ပြင်ကစစ်ကောင်စီစခန်းကိုဒေါ်လန်အင်အားစုတွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီရဲ့ဗိုလ်မှူးအပါအဝင်20ဝန်းကျင်ထိ송သွားတဲ့ဆိုတဲ့သတင်းမှာ တရနာရီတိုင်းမြက်ခရိုင်ကျွန်းစုမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ဝေရပိန်းတော်ပြင်ရှီဒန်စခန်းကိုတော်လိုင်းအင်အားစုတွေကပြီးခဲ့တဲ့မေလ6ရက်နေ့မနက်6နာရီခန့်မှာဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီဗုံးမှုမြင်ဝင်အပါအဝင်20ခန့်ထိ송ခဲ့တယ်လို့တရနာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲ့ထုတ်ပြန်ထားတဲ့အရသိရပါဗျ။ဝေရပိန်းတော်ပြင်ရှီဒန်တက်စခန်းဟာ စစ်ကောင်စီဘက်ကအင်အား30ဝန်းကျင်နဲ့အထိုင်းချထားတဲ့အဓိကတပ်စခန်းတစ်ခုဖြစ်သလိုဒေသခံပြည်သူတွေနဲ့ခေသောပြည်သူတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးနေတဲ့တပ်စခန်းနေရာလည်းဖြစ်တယ်လို့သိရပါဗျ။အရေးပါရင်ရှေ့တန်းစစ်ကန်ဖြစ်ပါတယ်။ဒီစကန်မရှိရင်လွတ်လွတ်လပ်လပ်သွားလာလို့ရပါပြီ။စာနယ်ရိက္ခာကအစသွားရင်လာရဲ့အတွက်ပါအဆင်ပြေသွားမှာပါလို့သတင်းတိုင်းမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတဦးက CJ platform ကိုပြောပါရတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီက လေရင်စေဟရင်တို့နဲ့ဘုံကျဲတက်ခတ်ခဲ့တဲ့အပြင်ရေတဲစစ်သမောတွေကလည်းလက်နဲ့ကြီးလက်နဲ့ငယ်တွေနဲ့အချိန်မောင်များစွာပြစ်ခတ်ပြီးခုခံတက်ခတ်ခဲ့ပေမဲ့နောက်ဆုံးမှာစကန်းစုံခွာထွက်ပြေးသွားခဲ့ရတယ်လို့သိရပါဗျ။တော်လိုင်းတက်တွေကရှေ့တန်းစစ်စကန်းကိုဝင်းရောက်စီးနေနိုင်ခဲ့ပေမဲ့စစ်ကောင်စီရဲ့တက်ကိုတွေထပ်မံရောက်ရှိလာတာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရပြီးတော်လိုင်းရဲဘော်တအူးကြဆုံးကတအူးတန်ရာရရှိခဲ့တယ်လို့မြေပြင်ရဲဘော်တအူးကပြောပါဗျ။ သူတို့ထိန်းချုပ်နေမည်လဲဖြစ်တယ်။လေရင်နဲ့တိုက်ခိုက်တော့စခန်းတွင် နေလို့မရဘူး။ရဲဘော်တယောက်ကြားတယ်။ချမ်းစီရတဲ့ယောက်မှထိတာပါ။စခန်းသိန်းကနေအတွင်းကပြစ်တာလို့သူကပြောပါတယ်။အဲ့ဒီတိုက်ပွဲကိုတရင်တိုင်းမြို့နယ်ပါကဖာမြိတ်ခင်ရင်တရင်နေကျွန်းစုပါကဖာနဲ့တိုင်းပါကဖာတို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ဝေယပိန်တော်ပြင်ကြေးပါရှိစစ်ကောင်စီရဲ့ရှေတန်းတပ်စခန်းဟာ ထရနိုင်မြို့နယ်နဲ့ကျန်းစုမြို့နယ်ကြားမှာတည်ရှိပြီးလက်ရှိအချိန်မှာစစ်ကောင်စီက၎င်းရှေ့တန်းတပ်စခန်းကိုအင်အားတိုးမြှင့်ချထားတယ်လို့စစ်ရေးသတင်းရင်းမြစ်တို့ရဲ့ပြပြချက်အရသိရပါရရှင်။ကျမနွယ်နွယ်ပါ။